ဘူးလက်လာဆိုဘာပေါက်ခဲ့ရပြောရလဲဆိုတော့ကျွန်တော်နားထောင်ကြည့်အောင်အဲအခုမှ hot issue ပေါ့ဘာဖြစ်နေလဲဟာလေ hot issue နိုင်ငံရေးပါတီရဲ့မဲဆွဲတဲ့ခါမှာကျန်းခံရေးမမပါပေါ့ကျန်းတဲ့ပါတီရဲ့ဟင်းကျန်းခံရေးစောက်တူစောက်တူကျန်းတဲ့ဖွဲ့လည်းစောက်တူပါသူတို့မဲတယ်ဟင်းသူတို့ကလည်း ုံကကြောက်ရွံ့နေကြတယ်ပြည်သူစစ်ဘုရားလမ်းမှာကြောက်လို့ဟိုမကြောက်တဲ့သူရှိမလားကမ္ဘာလုံးမှာဥပဒေထမ်းပြီးတော့စစ်မှုထမ်းရတာပြအထိုင်းကိုတောင်ကိုရီးယားလိုဒီတိုင်းပဲဗျာဟဲ့မတူဘူးဒါကိုကျွန်တော်တို့တိုက်ခိုက်ရတော့ဘာမှမပြောမတူဘူးအချိန်နေမတူကိုရီးယားမှာစစ်မှုထမ်းရဘာလို့ထမ်းရမတူဘူးမတူဘူးနော်ကျန်နေထားပြုစစ်မှုထမ်းထမ်းကိုထမ်းရမကိစ္စဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့တက်မတော်မှာလက်သက်ရှိတယ်ခရရရှိတယ်တင်ကားရှိတယ်လူပဲမရှိဘူးရှိတယ် လူပဲမရှိတာလားစစ်တမောရရှိတယ်လူမရှိဘူးအဲ့ဒီကိုပြုစင်ပူတာဥဒီနဲ့ဖြည့်တင်လိုက်တာသသိန်းလောက်ညာတူတက်လာဒါကြောင့်မို့လို့အဲ့သသိန်းလောက်ကလည်းမြေပြင်မှာဘလောက်သေးနေလဲကျွန်တော်က40 50နဲ့သွားစကူက200 300နဲ့သွားပြီးတော့ချိန်မုန်းတယ်ခင်အားတောင်းပါအဲ့လိုဖြစ်အောင်ဒီပြုစင်ပူတာဥဒီကဆွတ်ဆောက်ပေးနေတယ်ဒါဦးနိုင်ငံရေးပါတီကဒီပြောက်ကွက်ကိုနင်းပြီးတော့မှဟာသူတို့ကမဲထက်ဒါသူတို့အဲ့ရဒီပြည်သူ့စစ်မှုရာဦးရှက်တမ်းပြမယ်လို့ဒီလိုမျိုးပြောနေတာ တချို့ကတည့်ပြောတချို့ကတော်ဝိုက်ပြောတယ်ဒီလိုပြောနေတာလေးကိုယုံကြည်စီကဒါခေါ်ပြီးတတိပြီးဆုံးမလာလို့ဟာမင်းဒါမျိုးပြောရင်မင်းရောက်ကွယ်လွတ်လပ်စွာမဲဆယ်ခွင့်မရှိဘူးအဲ့ဒါပဲလေပြောတင်တယ်နော်ယုံကြည်စီကအခုကြည့်ပါ live ပေါ်မှာကြည့်လိုက်ပါပြောနေကြတယ်နော်ကြောက်ရွံ့နေကြတယ်တဲ့ဒီသူစီမတန်လိုက်ရပါဆိုလို့တဲ့ကျွန်တော်တော့ဗောဒါရက်တက်ပြင်မယ်လို့ပြောတာလေဒါမတင်ပြောဘူးဘာနဲ့တူလဲဆိုတော့ energy လက်ချက်ကပေါ့2015 ူတို့ energy ရာမဲထက်လိုက်မင်းတို့တရားလုံးမီတာကမကောက်ကျွန်တော်လာပြောတာအဘကြီးတဲ့အဲ့လိုပြောနေတယ်အေးကွာလို့မင်းရှူတော့မရဘူးလားလို့ရှူတော့ဘုရားမအလူကံဘုံကြီးရဲ့လို့ဖြည့်စင်ပြီးပူဇော်ရတယ်ရှူတော့ဘုရားလို့တကူကြီးတဲ့ဘုရားတော်မဲမီတာကမလွတ်ဘူးကွာမင်းတို့ရွာလွတ်ပါမလားလို့ကျွန်တော်လည်းပြောလိုက်တယ်အခုလဲပြည်သူစစ်မှုထမ်းတို့လည်းမဲထက်ရက်တက်ပြင်မယ်ဆိုရှူတော့ဘုရားထက်တကူကြီးသေးလို့လားအဲ့ပါရီကဒါကြီးယူစီကခေါ်ပြီးတတိပိသိနေဒါမှမဟုတ်လဲ အဲ့ကုသလေလောက်ပယ်ဖြစ်နေလို့ပြောမြင်တယ်ဒီပြည်သူစီမံတော်လာလာခလုတ်တိုက်ဒါမသက်လျော်ဘူးဒါလူကြိုက်များနေတဲ့စကလုံးဖြစ်နေတာနော်ဒါကိုနင်းပြီးတော့မဲဆွဲတာကျွန်တော်နင်းတယ်ဘယ်မှမကြောက်ဟုတ်အဲ့ဒီလာပြောတာဘယ်လိုစစ်တပ်ကိုထောက်ခံလဲကျွန်တော်တို့ဟိုဟာကြမ်းကန်ယူထောက်ခံတဲ့သူတွေအများကြီးရှိတယ်ဆိုအဲ့လူတွေပဲစစ်မှုထမ်းခံလိုက်လေ ကျတော့ဘာဖြစ်လို့ပြည်သူလူထုကိုစစ်မှုထမ်းခိုင်းရတာလဲပြည်သူလူထုကလည်းဒီစစ်မှုထမ်းဥပဒေကိုထောက်ခံနေရလဲမဟုတ်သလိုမင်းတို့ဒီစစ်မှုထမ်းဥပဒေကိုမင်းတို့တစ်ဖက်သက်ပြထမ်းပြီးတော့တစ်ဖက်သက်လုံးခဲ့တဲ့အရာကြီးလေအဲ့တော့ဘယ်ပြည်သူလူထုကဟိုဘာဖြစ်မှာလဲ